ငလင်ဘေးတိပြည်သူများစီကိုရင်သွားရောက်အပိစကားဆိုပြီးတော့ငွေကျပ်300ရာလူတန်းခဲ့တဲ့ညီနေနာပရိသတ်ကြီးငလင်ဟာကျမတို့မြန်မာပြည်သူတွေကိုထိနာစေခဲ့ပါပြီနော်ဒီငလင်ဘေးအောင်တကဘာလုံးကိုမြင့်ရေးကြဝန်းနေကြပြီးဒီပညာခက်တွေကြောင့်လည်းကုညီကေဆေရေးတွေမှာနှောင့်နှေးကြရတာပါ ဒီလိုနောင်နေမှုတွေကြောင့်မေမလိုအပ်တဲ့အသက်ဆုံးရှုံးမှုတွေနဲ့ဥမေအိမ်မက်တွေဖြစ်ကြတာပါနော်ဒီနေ့မှာတော့မင်းသားကြီးညီနေနာဟာသူ့ရဲ့လူအားလေးနဲ့အလူခံလို့ရှာလာတဲ့ပတ်စံတွေပေါင်းပြီးတော့ငွေကျပ်300ကိုငလင်ပေးတဲ့လူတန်းပေးခဲ့တာပဲဖြစ်ပါတယ်မင်းသားညီနေနာဟာသူ့ရဲ့အမှုပညာမောင်နှမတွေဖြစ်ကြတဲ့တရုတ်ဆောင်စင်ပေါ်နဲ့တူတာအောင်တို့စီပူးပေါင်းပါဝင်ပြီးလူတန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်ညီနေနာဟာသူ့ရဲ့ကိုယ်ပိုင်စီဝါရေးဖြစ်တဲ့ထောက်ပံ့ထမင်းကိုလည်းရောင်းနေခဲ့ပြီးရောင်းရတဲ့ပတ်စံတွေနဲ့အတူ အလူထဲမှာပါဝင်ခဲ့တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။ကုညီကဲဆဲပေးကြတဲ့ကဲဆဲရေးတွေကိုလည်းကဲဆဲရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက်အစုအဖွဲ့တအူးချင်းကို၅သိန်းမှတည်ပေးခဲ့တယ်လို့ဆိုပါတယ်။စကိုင်းမန်လေးနဲ့အင်းဝါမြေသားစားတဲ့ဒေသတွေကိုအလူတန်းတွေအများကြီးလုပေးခဲ့ပြီးကိုရိုင်းတေချာစီမံကသွားရောက်ခဲ့တယ်လို့ဆိုပါတယ်။ ငွေသားကြီးပေးပြီးတော့လိုအပ်တဲ့ထောက်ပံ့မှုတွေလည်းပြုလုပ်ပေးတယ်လို့ဆိုပါရည်။တရုတ်ဆောင်ကြီးနဲ့နာဟာငလင်လှုပ်ခတ်နေတဲ့အချိန်မှာရှမ်းပြည်တောင်ပိုင်းပင်တရားဘက်ကိုရောက်နေပြီးအဲ့ဒီဘက်မှာရှိုက်ကူးရဲလုံနေကြတာပါ။အပြက်မှာအိုးမဲအိမ်မဲပျက်စီးဆုံးရှုံးတာတွေကြုံခဲ့ပြီးဒီလောက်တောင်မှဖြစ်သွားတာလားလို့အန်အောင်မိရလို့ပြောပါရည်။တာပိုင်းမှာအသိမလုပ်ပေမဲ့ပျက်စီးမှုဟာအောင်ပန်းနဲ့ကလေးလောက်ပဲတွေ့ရတော့ထိတ်လန့်ပြီးဖုန်းတွေဆက်လိုက်မှမင်းသမီးချောရနာကလည်း အလိုလိုရင်ပါဝင်မယ်ဆိုပြီးတော့ကြားခဲ့ရတာပါလို့သူ့ရဲ့ဖြစ်ကြောင်းကိုစင်ကိုပြပြခဲ့တာဖြစ်ပါတယ်။ဒီလိုဆိုရှယ်မီဒီယာဆယ်နေစူးစမ်းရင်တောင်မှအခြေခံမှုအတော်လေးရုံးကန်နေရမှာဖြစ်ပြီးတော့ချိုးရနာတို့ရဲ့အလိုငွေတွေနဲ့ညီနန္ဒာဟာစုပေါင်းပြီး င်သားမျိုးစင်ကိုင်နဲ့ကြောက်စဲတို့ကိုအရှင်လူတန်းခဲ့တာဖြစ်ပါတယ်။မင်းသားညီနနာ၊နှွေပိုးအိမ်တို့နဲ့အလှရှင်ကိုစင်ဘုံနဲ့ခင်မင်းတို့တို့ရဲ့လူငွေတွေကိုလက်ခံပေးရင်းနဲ့ဆိုရှယ်ပေါ်မှာတင်လိုက်တော့အလူငွေ330ကနေအခုတော့300ကျော်အထိဖြစ်လာခဲ့တာပါ။မြန်မာပြည်သူတွေကငွေလင်းပေးမှတရာတရားနဲ့များမဆိုလူတန်းတာကြောင့်တကယ့်ကိုစိတ်ထားမှုမြတ်တဲ့သူမျိုးတွေဖြစ်ပါတယ်။မင်းသားကြီးညီနနာနဲ့တူစကိုင်းစေးုံကြီးမှာတန်ဃာရော်ရီနဲ့ပြည်သူတွေအတွက် အဲကူရာလေးလူတန်းခဲ့ပြီးတော့သူနဲ့အတူနေပွင့်ဤမိသားစုနဲ့မိသားတို့တအောင်တို့ကလည်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့လူဖွဲ့ဟာပြည်ဦးလွင်ကတန်ခါစေယုံကခြေလက်တွေပြက်စီးသွားတဲ့တန်ခါတော်တွေကိုလည်းလှူပေးခဲ့ပြီးမန်လေးနဲ့စကိုင်းကပြည်သူတွေကိုလည်းတရဘလောက်ဆိုပြီးတော့နေမြမစိုးကူညီပေးခဲ့တာပါ။တောက်တော့ရင်းနဲ့အစာချောက်တွေကိုလည်းလှူပေးခဲ့ပြီးတော့ထမင်းတို့ကတော့ သွားခလာရတာဝေးတာနဲ့မကောင်းဖြစ်မှာဆိုတော့ကော်ပီတုံနဲ့ပါမောက်ထုတ်ကိုအလွယ်တကူစားလို့ရအောင်လေတော့ယူသွားပြစ်ခဲ့တာဖြစ်ပါတယ်။ထမင်းကတော့မြုပ်ကန်နေတဲ့ကားလို့ရှင်နေအများကြီးတွေ့ကြရတော့ရဝေးမှလာရောက်လူတန်းသူတွေဟာထမင်းမြူလာစေချင်မှုလို့လည်းပြောပါတယ်။လန်ခီကြံကြမှုနဲ့တည်လာတဲ့ပုံရှင်ကြောင့်တိုးသွားနိုင်တာရင် အလူအလကားဖြစ်မှာဆိုရရဲ့အကြောင်းလို့ပြပြခဲ့တာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးငလင်ပေးတဲ့ပြည်သူများစီကိုဝင်အားရလူအားပါအကူကြီးကဲဆဲပေးနေတဲ့နုပညာရှင်များအားလုံးကိုတာရုခေါ်ဆိုလိုက်ပါအောင်နော်။တရုတ်ဆောင်ကြီးနနာပေါ်မှာလည်းမှတ်ချက်လေးတွေကိုပေးခဲ့ပေးပါအောင်ရှင်။အပြင်နောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုစိနှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။